အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမင်းယွဝေရေးသားထားတဲ့ဒေါ်ဂွန်းပုံဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒေါ်ဂွန်းပုံဒေါ်ဂွန်းပုံဤထူးခြားချက်မှာအများကသူ့ကိုလွန်စွာဖျားတရားကြည်ညိုသူဟု၍ထင်မှတ်စေလိုခြင်းဖြစ်ပေသည်ဒေါ်ဂွန်းပုံတယောက်ကဖြင့်တဲဖျားတရားကြည်ညိုတာပဲရှင် ဟူသည့်အတံမျိုးကိုကြားရလျင်ဒေါ်ကွန်းပုံသည်အလွန်ပီတိဖြစ်တတ်လေသည်ထိုကြောင့်သူသည်ဖះကိုမကြခနာရှ िख ောလေသည်ရှ िख ောရ၌လည်းသူ၏အတံကိုတအိမ်လုံးသာမကအိမ်ရှိအိမ်အိမ်နောက်အိမ်များမှပါကြားကြစေရန်တန်ကုန်ဟိရွေရှ िख ောလေသည်စင်စစ်နကို အတံထံနှဆသောရွေဟိအော်ရွတ်ဆိုရသည်မှာတတသည်မဟုတ် အားလဲ၆တလို့မော်လဲမော်သည် ဒေါ်ဖြည့်ရဲ့ဖျားရှိခိုးပြီးသောအခါများတော့တွင်ဒေါ်ကုန်းပုံသည်အိမ်ဖော်မလေးမစောကို အမြဲရိခတ်ခိုင်းကာကမန်းကရန်တောက်ချရလေသည်ဟဲ့မီစောငါကိုရေတခွက်ခတ်လာစမ်းတဲဒီတင်နာမလေးငါပြောတာမကြဘူးလားမြက်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 ခတ်လာခဲ့စမ်းဆိုတာဟူသောဒေါ်ကုန်းပုံ၏အတန်ကိုဖျားရှိခိုးတဲ့အစုံတွင်မကြမကြကြားခဲ့ရပေသည် ထို့ပြင်စကားပြောရနိုင်လေဒေါ်ကုန်းပုံသည်ဖျားရှင်၏နာမတော်ကိုတနိုင်သည်များထဲ့တွင်၍ပြောလေရှိသည်ဒီနေ့သတင်းစာထဲမှာပါလာတယ်ဆက်တထေတူပြန်ပေးဆွဲခံရတဲ့ကြောက်စရာပဲရှင်ခစ်ကြီးကမကောင်းပါဘူးဒါကြောင့်ကျမဖြစ်ဖျားပဲအမြဲဖတ်နေရတာပဲဟူ၍လကောင်းဖျားဖျားကြားရတာနားမချမ်းသာဆရာရှင်ဒီလိုမမကြီးကလင်ကြီးခွေရမှာ အိမ်သားကကောင်ကလေးနဲ့စခန်းသွားနေတာကိုအရက်ကတိကျရောတယ်လား။ကဲဆက်စမ်းပါအောင်ဟူ၍၎င်းဒေါ်ကွန်းပုံသည်သူ့မိတ်ဆွေတို့နှင့်ပြောဆိုနေတလေသည်။ထုံမြမကဒေါ်ကွန်းပုံသည်တန်းဝေရ၌လဲဝါဖះဖះဟူဟိအော်တန်းဝေရသည်မှအမောအညောင်းဆက်ရ၌လဲကျွတ်ကျွတ်ဖះဖះဟူ၍ညီးထွားရသည်မှအပင်တပန်းပင်ဖြစ်တော်သည် အိမ်ဖော်မလီမစောအဖို့ဒေါ်ကွန်းပေါ်တန်းဝေသည့်အခါရင်မူဘာမှမထောင်တာတို့တော့ချွတ်ချွတ်ဖျားဖျားဟုအညောင်းဆလိုက်ပြီးဆိုလင်ကတတတော်မီမဟုတ် ထို့အတန်နှင့်မရှင်းမနောင်ပင်ဟဲ့မီစောငါလာနှိပ်ပီးစားဟုသောအတန်ကိုကြားရကနိုင်ပေါင်းများစွာနှိပ်ပီးရလေတော့သည် ထို့သောနှိပ်စဉ်မတော်တဆခဏနာကလေးနှိပ်မိသောအခါများတွင်အမလီဖျားဖျား နာလိုက်တာ ကမြင်းမတတောင်နဲ့တအားကျိလိုက်တာဟူ၍ဒေါ်ကုန်းပေါ်ဤကြောင်းမတ်ဖွေရာငောက်ငမ်းမြည်တွန်ချင်းကိုမစောခံရတတ်၏တခါတရံတွင်မူပေါင်တွင်ကြောလိန်သည်ကိုပါခံလိုက်ရတတ်သည်ကျွန်တော်ဦးလေးအိမ်သို့ရောက်ရှိသွားတိုင်းဒေါ်ကုန်းပုံကိုတွေ့ရပေသည်ဒေါ်ကုန်းပုံမှာဦးလေးနှင့်မရေးတော်ဆက်လိသည်အသက်မှာမူ90ခန်းရှိအောင်မည် အသားဖြူဖြူဝဝဖဖိုင်နှင့်ဝင်ကြွားသောအမှုအရာရှိသည်သူသည် ပါးလျရွေအစဉ်အသွေးနုသည့်အဝတ်အစားတို့ကိုမှရွေပြေးဝတ်တတ်သည်သူ၏သပင်ဖြူတို့ကဆေးဆိုးထားလေရှိသည့်ဖြင့်နေကြံ့သောအသွင်ကိုပင်ဆောင်ရွက်နေပေပြီတခါကဒေါ်ကုံးပုံသည်အစိုးရအရာရှိကြီးတူဤဇနီးဖြစ်ခဲ့ဖူးသည်ယခုအခါ၌မူခင်မုန်းတဲ့ဆုံးသွားသည့်ဖြင့်မုတ်ဆိုးမအဖြစ်နေထိုင်လာခဲ့သည်မှာ၅နှစ်ခန့်ကျော်ပြီ။ သားသမီးလည်းမရှိတကိုယ်ရင်ဖြစ်နေသဖြင့်သူသည်ခင်မွန်းတန်ဆုံးပြီး၍မကြမီပင်ဦးလေးနှင့်ဒေါ်လေးတို့အိမ်တွင်လာ၍နေထိုင်လေသည်သူသည်ဒေါ်လေးထက်ဆယ်နှစ်လောက်ပို၍ကြီးမည်သူတို့ညီကောင်မောင်နှမထဲတွင်သူကအကြီးဆုံးဖြစ်၍ဒေါ်လေးကအငယ်ဆုံးဖြစ်လေသည်မိဘများဆုံးပါသွားကြသလို အခြားညီကောင်မောင်နှမများလည်းမရှိကြတော့ပေခင်တွယ်ဆရာဆို၍ဤညီမနှစ်ဦးသာကြံတော်သဖြင့် ဒေါ်လေးသည်အဆဆအယာယာတီးခန့်က သူ့ကို လက်ခံပြုဆူထားလေသည်စင်စစ်ဒေါ်လေးနှင့်ဒေါ်ကုန်းပုံမှာညီအမဆိုတော့လေတူနှင့်တူစိတ်တဘောချင်းမတူ အမှုအကျင့်ချင်းမတူကြပေအဖြူနှင့်အမဲကဲ့သို့ကွာခြားလာပေသည်ကျွန်တော်ဒီဦးလေးနှင့်ဒေါ်လေးကိုလွန်စွာခင်မင်သဖြင့်သူတို့အိမ်သို့မကြမကြသွားလေရှိသည်တခါတည်းရန်ညအိမ်ညက်နေပင်နေတတ်သည် ထိုအခါများ၌ကျွန်တော်သည်ဒေါ်ကွန်းပုံနှင့်ဆုံတွေ့ရပေသည်ထိုတို့ဆုံတွေ့ရ၌ရခင်အခါများကမူဒေါ်ကွန်းပုံကိုတွေ့လျင်ကျွန်တော်သည်မိသောမျှထူးခြားခြင်းမဖြစ်ခဲ့ပေသို့သောယခုအခါ၌ကသူ့ကိုတွေ့တိုင်းတယောက်တည်းကြည်၍ပြုံးမိနေလေတော့သည်စင်စစ်တော်ကတခါကတွေးကြုံခဲ့သောအဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြေး၍အမြင်ရောက်နေသောကြောင့်ပင်ဖြစ်သည် အချိန်ကယမနစ်ဝါဆိုလာပြင်းနေပင်ဖြစ်၏နနဲ့ဆော်ဆော်မဆာ၍မိုးသည်တဆိတ်ဆိတ်ရွာသွန်းလျက်ရှိရာနေ့လယ်ဖက်တွင်မှတိတ်သွားလေသည်ကျွန်တော်လည်းမိုးအေးအေးတွင်ကြွေ၍စာဖက်နေရမှမိုးတိတ်သွားသောအခါဦးလေးတို့အိမ်စီသို့ထွက်လာခဲ့လေသည်ဦးလေးတို့အိမ်သို့ကျွန်တော်ရောက်ရှိသွားသောအချိန်၌ကဦးလေးမှအိပ်ပျော်နေပြီးဒေါ်လေးကအလဲခန်းတွင်မီးဘူးတိုက်နေသည် နောက်ဖေးဖက်နိုင်မဆောကတဝုံးဝုံးနှင့်အဝတ်များလျှော့ဖွင့်နေသည်ကျွန်တော်ကမြင်လင်တော်လေးကဟောငါတို့ပါလားလာဟေ့မနေ့ကတော့မင်းများပေါက်လာမလားဆိုပြီးငါတို့ညွန်နေကြသေးတယ်ဒီနေ့မင်းကြိုက်တယ်စတားဟင်းချက်တယ်ကွဒါထက်မင်းဥပိုရသည်လားဥပုံမရရင်တော့ညနေကြမင်းဦးလေးနဲ့အတူတူစားပြမပြန်တော့ဟုစီးရွေပြောသည်ကျွန်တော်က ျွန်တော်ဥပုံမရခဲ့ဘူးတော်လေးရဲ့တော်လေးတို့ကရကြလားဟုမေးလိုက်သည်အီရင်တော်လေးကမင်းဦးလေးတော့မရဘူးကွယ်တော်လေးနဲ့မမပဲရကြတယ်မမတယောက်တော့စစောကပဲတရားနာထွက်သွားလေရဲ့တော်ကြပြန်လာလိမ့်မယ်ထင်တယ်ဟုဆိုလေသည် ကျွန်တော်လည်းဒေါ်လေးအနီး၌ထိုင်ကစကားစမြည်ပြောနေသည်ဒေါ်လေးကလည်းမီးဘူးတိုင်ရင်စကားလှန်လှန်ပြောသည် ။ဤသို့ကျွန်တော်တို့သူအရင်နှစ်ဦးစကားကောင်းနေကြစဉ်အိမ်ရှိသို့ကားထိုးရက်တန်ကြလာရသည်။ဒေါ်လေးကတစ်ချက်လှမ်းကြည့်ပြီးနာ။ဟောမမတို့တရားပွဲကပြန်လာကြပြီဟု ကျွန်တော်ကိုပြောသည်။ကျွန်တော်လှမ်းကြည့်လိုက်သောအခါဒေါ်ကုန်းပုံနှင့်အဖေါ်နှစ်ဦးတို့အိမ်ပေါ်သို့တက်လာကြသည်ကိုတွေ့ရသည်။ဒေါ်ကုန်းပုံနှင့်အဖေါ်နှစ်ဦးကိုအဝေးမှမြင်လင်ပြီးဥပုသ်တွေများဖြစ်ကြောင်းလွယ်ကူစွာသိနိုင်ပေသည် သူတို့သည်နိုင်လုံအင်းကြီးအဖြူနှင့်ယောဂီရောင်ပိုးတွန်းလုံးကြီးကိုစီဝတ်ထားကြသည်ယောဂီတပတ်များကိုလည်းလဲရင်တိုင်ထားကြသည်သူတို့လက်တွင်ကစိတ်ပတိများမှအထူးမြင်သာလာတော်သည်ကဲကဲထိုင်ကြပါအောင်ဟုဒေါ်ကွန်းပုံကသူ့အဖော်များကိုနေရာထိုင်ခင်းပေးပြီးလင်းမတ်ကြီးရဲ့ဒီမှာဧည့်သည်တွေပါတယ်ဟဲ့အားလုံးဥပုသည်တွေကြီးပဲ လေမွန်လေးလေးများယူလာပါအောင်ဟုဒေါ်လေးကိုလှမ်းပြောလိုက်သည်ဒေါ်လေးကလည်းဟုတ်ကဲ့မမဟု ပြောပြီးလျှင်နေရာမထကမီးဘိုချောင်ထဲသို့ဝင်သွားလေသည် မကြာမီဒေါ်လေးသည်ဖန်ကွက်လေးကွက်တွင်ထည့်ထားသည့်လေမွန်နိတ်တို့ကိုဘန်းတစ်ခုတွင်ထည့်ကယူဆောင်လာသည် ကျွန်တော်၏ရှေ့သို့ရောက်လာသောအခါကျွန်တော်တောက်ရန်တစ်ခွက်ပေးခဲ့သည်ကျန်သုံးခွက်ကုန်မူဒေါ်ဂုံးပုံတို့ရှေ့တွင်နေရာတကျသွားရောက်ချထားလိုက်လေသည် ထို့နောက်လောကုစကားအနှဲငယ်ပြောပြီးလျှင်သူတို့ထာမဖဲခွာကရခင်အတိုင်းပင်မိဘူးတိုင်ရင်ကျွန်တော်နှစ်စကားစမြင်ဆက်ပြောနေလေသည်ဒေါ်ဂုံးဘုံတို့လည်းလက်မနှိတ်များတောက်ရင်စကားပြောနေကြသည် ကျွန်တော်ဤနေရာမှကြည့်လျှင်ဧကန်းတွင်သူတို့ထိုင်နေကြသည်ကို ကောင်းစွာမမြင်ရသို့တော့သူတို့၏စကားပြောဆိုနေကြတန်ကိုကတစ်ချက်တစ်ချက်တွင်ကောင်းစွာကြားရသည် ကောင်းလိုက်တယ်တရားရှင် ကိုရော်လေးရဲ့အတန်လေးကလည်းကောင်းလိုက်တာမပြောပါနဲ့တော့ဒေါ်ကုန်းပုံရဲ့အတန်ဖြစ်လေသည်ဟုတ်တယ်ရှင်ကိုရော်လေးကတပ်ပယ်လိုက်တာကလည်းလွန်ရောအသားကလေးများဝင်းပြစ်ထိန်နေတာပဲအဖော်တူကြီးအတန်ဖြစ်သည်ဒါနဲ့တရားပွဲမှာမမကြီးတယောက်မြင်လိုက်ကြရဲ့လားလင်ချင်းငုတ်တုတ်ထားပြီး꿰ရမှာမဟုတ်တာတွေလာလို့နေတယ်သူတော်ကောင်းနာမည်တော့ခံချလိုက်တာလွန်လုံးအချားအဖော်တယောက်ကြီးအတန်ဖြစ်သည် ဟုတ်ပါရှင်။ကျမဖြစ်သူ့အစာရှက်မိပါရဲ့။ဒါနဲ့သူ့ယောက်ျားကတော့ဒီအကြောင်းဘာမှမသိဘူးလား။အိုးသူ့ယောက်ျားလောက်နှုံတာအာရာလောကမှာမရှိပါဘူးရှင်။ဥပုပ်ကြီးနဲ့ပြောရအောင်မေ။သူရုံးတက်သွားတာနဲ့တပြိုင်နဲ့ဟိုကတခါတည်းရောက်လာရောဆိုပဲ။အိမ်နီးချင်းတွေကတော့မမြင်ချင်မှအဆုံးပေါ့။အမ်ပါရဲ့ရှင်။ကိုသားလောက်ကလေးနဲ့များဖြစ်နေလိုက်တာ။ ကျွန်တော်ဒီဥပုသေတို့၏ဤစကားတို့ကိုကြားရသောအခါလွန်စွာပင်အံ့ဩနေမိလေ၏။ညနေဆောင်သို့ရောက်သောအခါကျွန်တော်သည်ဥလေးနှင့်အတူညစာထမင်းကို မြင်ရှက်စွာစားလေသည်။ထို့နောက်အိရှိခန်းသို့ထွက်ကာလဖဲ့ရည်ချမ်းတအိုးကို အလဲချပြီးလင်အဲအဲလူလူစကားပြောနေကြလေသည်။မကြာမီမှောင်စပြိုးလာပြီးဖြစ်သည်ဖြင့်မိများထွန်ရလေတော့သည်။ မီးရောင်ထွန်းလိုက်သည့်နှစ်တပြိုင်နက်ဒေါ်ဂွန်းပေါ်အီဆူးရှကျဲလောင်သောဖျားရှိခိုးတန်ကိုလည်းကျွန်တော်တို့ကြားရလေသည်ကျွန်တော်လည်းဦးလေးနှင့်စကားလက်ဆောင်ကြကရှေဟောင်းနှောင်းဖြစ်များကို စကားဦးလေသွားသည်ဖြင့်ညင်းနဲ့မှန်မသိနှက်သွားလေတော့၏ခဏအကြာတွင်ဦးလေးကစကားစကိုရုတ်တရက်ဖြတ်လိုက်ကဟောဟေးငါတို့စကားကောင်းနေလိုက်တာအတော်တော်ညင်းနဲ့သွားပါပြီကောကဲငါသူ ဒီညမင်းဦးလေးတို့အိမ်မှာပဲအိပ်ပြီးတော့နော်ဟုဆိုသည်ထိုနောက်ဆက်၍ခလန်လန်းတင်နေရတွင်ပဒီစိတ်နေသောဒေါ်လေးကိုမကြည့်ရင်ဒီညမင်းသူဒီမှာအိပ်လိမ့်မယ်ဟိအဲ့ရလေးပါလေးပြင်ထားလိုက်ပါကွာဟုလန်ပြောသည်ကျွန်တော်လည်းအချိန်မလှတော့သဖြင့်ဦးလေးစကားကိုလက်ခံသောအနေဖြင့်စိတ်စိတ်ပင်နေလိုက်တော့၏ မကြာမီကျွန်တော်ဒီဒေါ်လေးအသိမ့်ပြင်ထားသောအိယာပေါ်သို့ရောက်၍ခေါင်းချလိုက်သည့်နှစ်တပြိုင်နက်အိပ်ပျော်၍သွားလေ၏မမောဖြစ်မြင်းများကြောင့်အိပ်ပျော်နေသည်မသိတကောင်လောက်တွင်မှ ရုတ်တရက်လန့်နိုးသွားသည်နိုးသည့်နှစ်တပြိုင်နက်ရေလဲစာလာသည်ကျွန်တော်လည်းရေထတောက်ရန်အတွေ့အနည်းရှိစပွဲပေါ်တွင်တင်ထားလေရှိသောလက်နှိပ်တံပီးကိုရှာဖွေရာမတွေ့ချင်း အခါတိုင်း၌ဒေါ်လေးသည်ကျွန်တော်အသုံးပြုရန်ဟူ၍လက်နှိပ်ဓမ္မီကိုစပွဲ၌တင်ထားလေရှိသည်။ယနေ့ညအဖို့မူမေးရော်သွားဟန်သူသည်။ထို့သောကိစ္စမရှိ ရေအိုးမှထမင်းစားခန့်တွင်ရှိသည်။ကျွန်တော်အိတ်သောအခန်းနှင့် ရေအိုးထားသောနေရာမှမဝေလား။အမောင်ထဲတွင်အသာအရာဆန်းလျှောက်သွားနိုင်သည်။ကျွန်တော်လည်းတရွတ်ရွတ်ဖြင့်ဆန်းလျှောက်လာရာ မီးဘိုဖက်စီမှာတစ်ချက်တစ်ချက်လက်ခနဲလက်ခနဲဖြစ်သွားသောလက်နှိမ့်တမီးရောင်ကိုရုတ်တရက်တွေ့လဲရ၍ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွား၏တခိုးလော်တဝက်လော်တအိမ်သားလုံးအိမ်မောကြနေသောဤအချိန်တွင် မီးဘိုထဲ၌မိသူသည်မိသည့်ကိစ္စဖြင့်ရောက်ရှိနေပါသည်ကျွန်တော်သည်တိလို့သောဖြင့်မြင်နိုင်လောက်သောနေရာမှတစ်စိတ်တစ်ဆောင်ချောင်၍ကြည်လိုက်မိသည် ကျွန်တော်ဒီမိမိ၏မျက်စိများကိုပင်မယုံနိုင်လောက်အောင်ဖြစ်သွားသဖြင့်ကြောင်အံ့အံ့ဖြစ်ရနေမိသည် ကျွန်တော်မြင်လိုက်ရသည်ကမှိတ်လိုက်ဖွင့်လိုက်ဖြစ်နေသောလက်နှင့်တံပီးရောင်အောက်တွင်ဥပုပ်တဲ့ဒေါကုံးမုံကြီးတယောက်ကြောင်အိမ်ထဲမှစပ်သားဟင်းများကို အားပါတရာကြိုက်ဝါစားတောင်းနေပုံပင်ဖြစ်လေတော့၏ကျွန်တော်လည်းကြောင်ကြည့်နေရမှရုတ်တရက်တရိယာကရေအိုးကိုအတမမြင်အောင်ဂယူးတိုက်ဖွင့်ခတ်တော့ပြီလင် ကျွန်တော်၏အရာစီတို့လှင်မြန်စွာဆိုင်းရပြန်ခဲ့ရလေသည်နနက်လင်းတော်ဒေါ်ဂွန်းပေါ်ဤကျဲလောင်တော်ဖျားရှိခိုးတန်ကြောင့်ကျွန်တော်နိုးလာရလေတော်သည်ကျွန်တော်ထမင်းစားခန်းသေးတို့ရောက်ရှိသောအခါ၌ကစပွဲတွင်ဦးလေးနှင့်ဒေါ်လေးတို့လက်ဖက်ရည်တောက်နေသည်ကိုတွေ့ရသည်ဒေါ်လေးကလာဟေးလက်ဖက်ရည်လေးတောက်လိုက်ပါဦးဟုဆိုကလက်ဖက်ရည်ကိုခရီးအထဲမှငှဲ့ပြီးကျွန်တော်အားပေးလေသည် ထို့နောက်ကျွန်တော်စားရန်ပေါင်မိုးတစ်ချက်ကိုလှီးနေသည်။ဦးလေးကမူလက်ဖက်ရည်ကိုတကြိုက်တောက်ချပြီးငါသူမနှက်စာစားပြီးမှပြန်လာပေါ့ကွာ ဟုဆိုသည်။ထို့အခါကျွန်တော်၏နောက်နာမှခြေတံကြားသဖြင့်လှည့်ကြည့်လိုက်ရာဒေါ်ဂုံးပုံကြီးကိုတွေ့ရသည်။ဒေါ်ဂုံးပုံသည် အနည်းရှိကလက်ထိုင်းတလုံးတွင်ဝင်ရောက်ထိုင်လိုက်ရင်"ကဲအားလုံးပဲအမျှဟေးအမျှအမျှ"အင်းတတိတင်းတော့အောင်သွားပြန်ပြီဟူ၍ သူဥပုပ်ဆောင်တီကို အမျှပေးကာခြေနဲ့တလို့ဥဒန်းကျူလိုက်လေသည်အေရင်ကျွန်တော်တီလဲပေါင်မုတ်ကိုကြိုက်ဝါနေရမှာတယောက်တည်းကြိတ်ကပြုံးလိုက်မိလေတော့သည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းဆရာမင်းယူဝေရေးသားထားတဲ့ဒေါ်ကုန်းပုံဆိုတဲ့ဝိတ္ထတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်